လက်ပေးတာစီစဉ်စတင်ပါတော့မယ်။အခုတစ်ပတ်မြေလက်ပေးတာစီစဉ်ကိုကျွန်တော်ကိုမောင်နဲ့ပုံမုံတို့ကတင်ဆက်ပေးသွားမှာပါ။ပုံမုံရင်မင်္ဂလာပါ။မင်္ဂလာပါကိုမောင်ကြီး။အခုတစ်ပတ်အတွက်ပထမဆုံးဖတ်ပြပြီးမှာကဤခိုင်ထဲမှာစစ်တပ်နဲ့ပေါင်းပြီးတိုက်ခိုးထုတ်နေကြတာကို PDF တွေတားဆီးပေးဖို့တောင်းဆိုထားတဲ့စာပါ။စာထဲမှာရေးထားတာကတော့ဘကိုးတိုင်းပြည်ခိုင်ပေါက်ခေါင်းတောင်ကူကားလန်တျောက်မှာစစ်တပ်နဲ့ပေါင်းပြီးတိုက်ခိုးထုတ်နေကြပါတယ်။စစ်တပ်အာဏာသိမ်းပြီးချိန်ကလေးကနေစင်ဒီပါကိုခိုးထုတ်နေတာပါ အခုဆိုရင်2025ခုနှစ်အတွင်းမှာသစ္စာတွေပါတည်ပြီးတော့ခိုးထုတ်တဲ့အထိအတင်ရဲလာကြပါတယ်။ဒေတာခန်တွေတည်ရသလောက်သစ္စာစေဆက်ထက်မနည်းတည်ထားပြီးကျိုးနဲ့အခြားသစ်မာတွေထုတ်ချင်တိုင်းထုတ်နေပါတယ်။အဲ့ဒီဘက်မှာရော PDF တွေရှိကြလားခမ။ရှိရင်လည်းဒီလိုဖြစ်ပြနေတာကိုတားဆီးပေးဖို့တောင်းဆိုပါတယ်။တရားမဝင်တည်ခိုးထုတ်မှုဟာနောက်နှစ်တွေမှာယာတိဥတုဖောက်ပြန်တာတွေဖြစ်လာမှာပါ။အချိန်မီထိမ့်သိမ့်ပေးကြပါခမဆိုပြီးတော့ရေးသားပေးဖို့ထားတာပါ။ မြေလက်ပေးစာအစီအစဉ်မှာစာပို့ခြင်းနဲ့ဆိုရင်မြေလက်တန်ရဲ့ page messenger နဲ့မြေလက်ပေးစာ telegram တို့ကိုပေးပို့လို့ရပါတယ်။အခုဆက်ပြီးတော့ဖတ်ပြမှာကတော့မိုင်းရဲ့ပညာရေးဌာနမှာမြို့နယ်မှုနဲ့စေရေးမှပေါင်းပြီးတော့မတရားငွေကောက်ခံနေတယ်လို့ပေးပို့ထားတဲ့စာပါ။စာထဲမှာရေးထားတာကတော့ကျွန်တော်ကမိုင်းရဲ့မျိုးကပါ။မိုင်းရဲ့ပညာရေးဌာနမှာမြို့နယ်မှုနဲ့စေရေးမှပေါင်းပြီးမတရားငွေကောက်ခံတာတွေလုပ်နေပါတယ်။မြို့နယ်မှုကမြန်မာကနေပြောင်းလာတာပါ။စေရေးမှကတော့မိထီလာကနေပြောင်းလာတာပါ။ ဆရာမတွေကိုတာဝန်ချတဲ့အခါမှာသူတို့လက်မှတ်ပါမှအဆင်ပြေပါတယ်။တချို့ဆရာဆရာမတွေကစစ်ပေးရှောင်ဖြစ်နေကြပါပြီ။လူကိုယ်တိုင်လာရောက်ပြီးလက်မှတ်ယူဖို့ခက်ခဲတဲ့အခြေအနေကိုအသုံးချပြီးမတရားငွေကောက်ခံနေကြတာပါ။သူတို့စီလက်မှတ်သွားတောင်းရင်ပတ်စံထဲထားတဲ့အိတ်ပါမှအဆင်ပြေပါတယ်။ဒါတွေကိုသိအောင်ပြောပြပေးပါခင်ဗျဆိုပြီးတော့ရေးသားပေးပို့ထားတာပါ။ကုတ္တဝတ္တနောက်ဆုံးဖတ်ပြမှာကညာဥပမာစစ်တက်တောင်းညံ့နေတဲ့အကြောင်းပါ။စာထဲမှာရေးထားတာကမြေလက်အတန်ကြီး ညာဦးမျိုးဘက်ကသတင်းတွေစုံစမ်းလို့ရရင်လဲတင်ပေးပါဦး။အဲ့ဒီဘက်မှာစစ်တပ်ကတောင်းညံ့နေပါတယ်။လေးရက်နေညာတုန်းကလည်းရွာတရဲတွေကိုစစ်တပ်ကဆယ်ပြီးကားနဲ့ဝင်လာပြီးရွာထဲမြင်မြင်သမျှပစ္စည်းတွေတဲထုတ်သွားပါတယ်။နှက်ဘက်ခွေရှိတဲ့အိမ်ကနှက်ဘက်ခွေတွေယူတယ်။ပဲကျော်ဘူရှိတဲ့အိမ်ကဆိုရင်ပဲကြီးစိတ်အိတ်တွေယူတယ်။တရိတ်ဆန်မွေးထားတဲ့အိမ်ကဆိုရင်တရိတ်ဆန်တွေကိုကားပေါ်တင်ယူသွားပါတယ်။ပြီးသူပိုင်းပစ္စည်းတွေကိုလှုပ်ချင်တိုင်းလှုပ်နေတာပါဆိုပြီးတော့ဒေတာပေးပို့ထားတာပါ။ နားဆင်ခဲ့ရတာကတော့မြေလက်ပေးစာအစီအစဉ်ပဲဖြစ်ပါတယ်မိမိတို့ရဲ့မြို့ရွာတွေမှာဖြစ်ပေါ်နေတဲ့အဖြစ်အပျက်တွေကိုမြေလက်ပေးစာကနေတဆင့်ပြောကြားခြင်းနဲ့ဆိုရင်မြေလက်တန်ရဲ့ page messenger ကနေစာရေးသားပေးပို့နိုင်တယ်လို့မြေလက်ပေးစာ telegram ကနေလည်းစာရေးသားပေးပို့နိုင်ပါတယ်မိဘပြည်သူများအားလုံးပဲဘေးကင်းကြမှာစွာရှိကြပါစေခင်ဗျာ